စူးစားရင်ဘုရားတောင်ဖြစ်နိုင်တယ်ဆိုတဲ့စကားကိုဒီမှာရှိတဲ့အယောက်စင်တိုင်းကြားဖူးမယ်လို့ယုံကြည်တာဖြစ်တယ်။ဒီပဲစူးစားတဲ့သူကမိမိလောက်ဆောင်ချင်တဲ့အရာကိုစူးစားတဲ့ချိန်မှာအမှန်တကယ်ဖြစ်နိုင်တာဖြစ်တယ်။ဒါပေမဲ့လေကျွန်တော်တို့ကစူးစားနေတဲ့အရာကိုကျွန်တော်တို့တော့တကယ်ပဲဖြစ်ရမယ်ဆိုတဲ့ကျွန်တော်ခေါင်းစဉ်အကြီးကြီးတွေတတ်ပြီးတော့နော်ကျွန်တော်တို့ကြီးကြီးမားမားပြောပြီးတော့နော်ကျွန်တော်တို့လမ်းတဝက်မှာတင်နော်ခရီးတဝက်မှာတင်ကျွန်တော်တို့ကလက်လျှော့လိုက်မယ်ဆိုရင်တော့တေးချပါတယ်။အဲ့ဒီစူးစားမှုကတော့ဖြစ်မှာမို့တင်ဖြစ်ချင်တဲ့ဘုရားတော်ဖြစ်နိုင် င်နေဆိုတဲ့အရာလေးဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်ဒီနေ့ကျွန်တော်ကစူးစမ်းတော့သူဖြစ်ဖူးရန်အတွက်လိုအပ်တာဖြစ်တဲ့လူကအခန်းကြီး9 9မှာဆိုရင်တမန်တော်ပေထူးကငါဖမ်းနေတဲ့အချိန်မှာသူတညလုံးငါကိုရှာနေတာ။ဒါမှသူငါမရဘူး။သူလည်းအရင်ပြန်မလို့စိတ်ပန်းလူပန်းလူမောဖြစ်နေတယ်။အဲ့ဒီအချိန်မှာဒီယေရှုကလာတဲ့အချိန်မှာတခင်ယေရှုကပြောတဲ့အရာတခင်ယေရှုပြောတဲ့အတိုင်းသူလောက်ဆောင်လိုက်တဲ့အချိန်မှာတော့သူတကယ်ပဲငါ့ရဲ့အများကြီးရအောင်ဖြစ်တယ်။အဲ့ဒီအရာကိုကြည့်နေဆိုရင် ်သူကမကြိုးစားရင်ပေးချပါဘူးသူကအဲ့ဒီငါးတွေကိုရမှာမဟုတ်ဘူးဘာကြောင့်လဲသူကနော်သူတညလုံးငါးဖမ်းနေမရဘူးကျမတို့ပချူကလေးတွေဆိုရင်ကျမတို့လုံနိုင်တယ်ဖြစ်တယ်ဘယ်လိုလုံနိုင်တယ်လဲဆိုရင်ကျမတို့ကနော်အော်မိုးတော်ချုပ်လာပြီငါတနေ့လုံးရှာနေတယ်အခုမိုးတော်ချုပ်လာပြီသူတိမရနိုင်ဘူးငါးတွေကြော်ပါပြီငါအိမ်ပြန်လိုက်တော့မယ်နော်အိမ်ပြန်ပြီးတော့ပဲနားလိုက်တော့မယ် ။ငါဒီတောက်ဆုနဲ့အချိန်ပြုံးတော့မှကျွန်မငါပူပြီးတော့မှပူကောင်းနေဆိုတဲ့အရာတွေးကောင်းတွေးနေတချို့တော့သူတွေကနော်ကျွန်မတို့အဲငါရဖို့လေကျွန်တော်မလုပ်နိုင်လို့ကျွန်တော်ဇွေးမရှိပဲနဲ့ black shot light နိုင်တယ်။ဒါပေမဲ့ရှင်ပေသူတို့ကအဲ့လိုမလုပ်ခင်နော်သူကငါမရဘူးတနေကုန်ရှာတယ်ညလုံးတော့ရှာတယ်မတွေ့ဘူးမရဘူး ဒါနဲ့လေသခင်ယေရှုပြောတဲ့အရာကသခင်ယေရှုနဲ့မိုးလင်းတဲ့ချိန်မှာတွေ့တဲ့ချိန်မှာသခင်ယေရှုပြောတဲ့အတိုင်းလုံလိုက်တဲ့ချိန်မှာသူတကယ်ပဲလေးနှစင်းနှင်းလုံးမတက်ငားရဲ့အများကြီးကိုရတာဖြစ်တယ်ဟာလေလုယာနော်ဒီလိုရတာဟာသူ့ရဲ့ကြိုးစားမှုအဖြစ်မကြိုးစားဘဲနဲ့သူကညလုံးပေါ့မရှာခွင့်စအဲ့ဒီငားတွေကိုရမှာမဟုတ်ဒါပေမဲ့ကြိုးစားတဲ့ချိန်မှာနော်ငားဆိုတဲ့ကောင်းကြီးနမိတ်လက္ခဏာတွေဖြစ်လာတယ် တော့သူတို့ဘာတွေရတဲ့လုံးထက်ပိုများတဲ့ပမာဏအကောင်းကြီးနေလာလို့သူကခံစားရတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မစွတ်မနစ်ကြိုးစားတော့သူအထင်မှာနမိတ်လက္ခဏာတွေကဝင်ရောက်လာတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်ကမစွတ်မနစ်ကြိုးစားတော့သူဖြစ်ဖို့ရံအတွက်လိုအပ်တာဖြစ်တယ်ဒါပဲမဟုတ်ပါဘူးလူကအခန်းကြီး၁၈ရဲ့တိမှာဆိုလေဖျားပြမှာပြောတာမစွတ်မနစ်တော့ အားမလျှော့ဘဲနဲ့စူးစမ်းပြီးတော့ဆုတောင်းခိုင်းတာဖြစ်တယ်ဘုရားကကျမတို့ယုံကြည်သူတွေဖြစ်တဲ့ချိန်မှာသူ့ရဲ့သာသမီတဲ့အကြောင်းဘုရားသိကြတာဖြစ်တယ်ဟာလေလုယာကျမတို့ကဆုတောင်းတဲ့ချိန်မှာကျမတို့ခါကြိုက်အိမ်ငယ်လာမယ်ပြီးပြီလာမယ်ကျမတို့ဆုတောင်းဖို့တော့မှကျမတို့အချိန်မပေးနိုင်တဲ့အချိန်ကျမတို့မှာခက်ခဲတဲ့အချိန်ပြင်းမှန်းတဲ့အချိန်ကြီးရှိကောင်းရှိလာနိုင်မှာဖြစ်တယ်ဘုရားကဒါကိုကြိုတိလို့တော့မှနော်ဘုရားကအားမလျှော့ဘဲနဲ့ဆုတောင်းဖို့တယ်ဘုရားကပြောချလာဖြစ်တယ်ဟာလေလုယာဒါကြောင့်တင်တဲ့ကျမတို့ဆုတောင်းတဲ့ချိန်မှာအားမလျှော့ဘဲနဲ့စူးစမ်းပြီးတော့ဆုတောင်းလို့ဖြစ်ပြန်တယ်လို့ တယ်ဆိုတဲ့အရာကိုဘုရားပြောထားတာဖြစ်တယ်။တမန်တော်အခန်းကြီး7ရဲ့9မှာဆိုရင်ရှင်ပေတရုကအတင်းထောင်ထဲမှာကြာနေတဲ့ချိန်မှာသူ့ရဲ့တင်းတို့အတင်းသားတွေကသူ့အတွက်ဆူတောင်းပေးတာဖြစ်တယ်။ဒါတိုင်းနဲ့ဆူတောင်းတာမဟုတ်ဘူး။စူးစားပြီးတော့မဆုတ်မနစ်ဇွေးရှိစွာနဲ့သူဆူတောင်းတာဖြစ်တယ်။သူဆူတောင်းတဲ့အတိုင်းပဲတမန်တော်ပေတရုကလူမြောက်လာဖြစ်တာဖြစ်တယ်။ဟာလေလုယာ။ဒါကကျွန်တော်တို့ရဲ့ နော်ဈေးမလျှော့ပဲစူးစားပြီးဆူတောင်းတဲ့အရာကကျွန်တော်တို့အထင်းမှာနော်ကျွန်တော်ပတ်ဆိုင်တဲ့သူတွေလွမြောက်ွက်ွယ်နော်ကျွန်တော်ရဲ့ပတ်သက်တဲ့မိသားစုတွေလွမြောက်ွက်ွယ်တောင်းကြီးခံစားရဖို့ရတယ်ဖြစ်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်တင်းနေကျွန်တော်ကဟိုကျွန်တော်ဖြစ်ချင်တဲ့အရာတွေကအများကြီးဖြစ်ပြီးတော့နော်ကျွန်တော်ဖြစ်ချင်တာကအရာထူးကြီးကြီးတွေဖြစ်ချင်တယ်ဘရားကြီးကြီးမမတုံးတဲ့သူတွေဖြစ်ချင်တယ်နော်စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ချင်တယ်အကဘာလုံးမှာနော်အကြီးမားဆုံးတော့နော်စီးပွားရေးလုပ်ငန်းတွေကိုကိုင်းသွေးတဲ့သူတွေဖြစ်ချင်တယ်ကျွန်တော် ကျမတို့ဖြစ်ချင်တယ်ကျမတို့ကဇွေးမရှိဘူးနည်းနည်းလေးပြဿနာတက်လာရမယ်နည်းနည်းလေးအဆင်မပြေဖြစ်တာနဲ့ကျမတို့ကဇွေးရှော့လိုက်လို့ဆိုရင်မလုပ်တော့ဘူးလောက်ဆောင်လိုက်လို့ဆိုအဲ့လိုဖြစ်သွားမယ်ဆိုကျမတို့ပေးချပါတယ် ျွန်တော်ကြိုးစားနေတဲ့အရာဖြစ်လာမှာပေါ့။ဒါကြောင့်ကျွန်တော်ရဲ့အမှုတော်ဆောင်ကျွန်တော်ယုံကြည်သူမိသားစုကျွန်တော်တို့အထင်းမှာဘလို့အတားတည်းတည်းကြိုးစားမှုပါ။ကျွန်တော်အမှုတော်ဆောင်ဆိုတဲ့ကိုတိုင်းပြင်းနေစမှာပဒံပြင်းနေနော်။ဒါဆိုတောင်းပန်ခံချက်ကြိုးစားရတဲ့ကာလရှိရတယ်။ကျွန်တော်ဘုရားနဲ့ပတ်သက်တဲ့အမှုတော်လှုပ်ဆောင်ပြင်းပြီးကြိုးစားပြီးလှုပ်ဆောင်ရတဲ့ကာလရှိရတယ်။အမြင်တမ်းလို့ပြနေတာမဟုတ်ဘူး။ကျေကျေချင်းရှိရဖြစ်တယ်၊စင်းရဲချင်းရှိရပြင်ပန်းတဲ့ချင်းရှိရဖြစ်ကြ။အားလုံးပြ။ဒါကြောင့်အဲ့အချိန်ကာလမှာကျွန်တော်ဘာဖြစ်လဲ။ကျွန်တော်စူးစမ်းပြီးတော့ဖျားဝတ်ထိမှာဝင်ရောပြီးတော့ဖျားနဲ့အတူ ွားပွင့်တဲ့လူအတာဖြစ်တဲ့ဟာလေလုယာဘုရားကတိချပါတယ်တင်ကြိုးစားပြီးတော့ဘုရားအမှုကိုလှုပ်ဆောင်တယ်လို့ဘုရား ကြီးကြီးမားမားအုံပြုတ်နေမှာဖြစ်တယ်။ဒီကလက်လျှော့လိုက်ပြီဆိုတော့တခြားတဲ့ဖခင်ရဲ့တင့်ကိုတုံ့ပြန်ရတဲ့မဖြစ်နိုင်တော့ဘူး။ဒါကြောင့်ပြင်းကြီးတို့ကကြိုးစားပြီးဖခင်အမှုကိုဆောင်လို့ဖြစ်ဖွယ်နေတယ်။လိုအပ်တာဖြစ်တယ်။ကျွန်တော်တို့ယုံကြည်သူမိသားစုတွေကိုတိုင်တယ်။ဟာကျွန်တော်ဖခင်နဲ့မကွာချင်ဘူး။ဟာကျွန်တော်ဖခင်အကြောင်းပြမလာချင်လာနိုင်တဲ့ဖြစ်လို့ကျွန်တော်ကာလာတွေဖြတ်ကြော်ရအောင်အိမ်မှာမိသားစုထဲမှာမောင်မတွေထဲမှာဆွေမျိုးတွေထဲမှာမမိတ်ဆွေချင်းချင်းကြားမှာကျွန်တော်အမျိုးမျိုးအခက်အခဲပြဿနာတွေကြောင့်ကျွန်တော် church တောင်မရောက်လာနိုင်တဲ့အဆင့်ကြီးကျွန်တော်စိတ်သက်သာချင်အားငယ်ချင်ခက်ခဲတဲ့ချင်ရှိမှာ။ဒါနဲ့အဲ့ဒီအချိန်မှာကျွန်တော်စူးစမ်း ီးတော့ဘုရားရှိတဲ့အရက်ကိုရှာပြီးတော့လာခွင့်အတွက်လိုအပ်တာဖြစ်တယ်။အဲ့ဒီလူတွေဒီမှာပဲနမိတ်လက္ခဏာကောင်းခြင်းစစ်စစ်မယ်။အဲ့ဒီလူတွေကပဲလွတ်မြောက်ခြင်းကောင်းခြင်းမင်္ဂလာနဲ့ခံစားရမှာဖြစ်တယ်။အဲ့ဒီလူတွေကပဲကြွေဝမယ်ကောင်းခြင်းတွေခံစားရမှာ။ဟာလေလုယ။ဘုရားကြီးကြီးမားမားသုံးတဲ့သူတွေဖြစ်လာမှာဖြစ်တယ်။ဟာလေလုယ။ကဘာမှဘဒူးမှမရဘူးတဲ့နေရ။နော်ကဘာမှဘဒူးကမှမကင်ကြွေနိုင်တဲ့ပြဿနာတွေကောင်းခြင်းတွေဟာလေလုယ။လမ်းတကားတွေကအဲ့ဒီလူတွေကဥဆောင်နေသူတွေဖြစ်လာမှာဖြစ်တယ်။ဟာလေလုယ။ဒါကြောင့်တင်းနေကျွန်တော်ကကြိုးစားပြီးတော့ဘုရားဝတ်မှာလှုပ်ဆောင်တော့သူပြုတ်မှု ော့သူစူးစမ်းတော့တဖြစ်ရအောင်လို့ကျွန်မအမိရှင်းလုပ်ပေးချင်တာဖြစ်တယ်။အရောက်တိုင်းပေါ်ကောင်းကြီးရှိပါစေ။